ဆိုင်ရင်သူတိတ်ပံမောင်ဝရေးသားထားတဲ့တောင်ပြောင်းထွေလာဘေးစာများဆိုတဲ့စာအုပ်ထဲကတောင်ပြောင်းထွေလာ15ကိုဖတ်ပြပေးကြပါရှင်။ကျမတို့စာဖတ်သူ ခုံရှချူပါ။ Listeners Heaven Audio Book Channel ကနေတင်ဆက်တာဖြစ်ပါရရှင်။တောင်ပြောင်းထွေလာ15ရွှေပြည်တော်3ရက်4လ1940ဦးမိုးနဲ့ကိုရင့်စီစာရေးမလို့ဟာရေးပဲမရေးဖြစ်ဘူးဗျာ။ မနဲ့စောစောတော့လေခေါက်တီးရိုက်ချင်တာနဲ့မရေးဖြစ်ဘူးနေခင်းမှာလဲရုံးအလုပ်တွေကြောင့်ရေးလို့မဖြစ်ညနေမှောင်ကန်နီးမှာအိမ်ပြန်ရောက်ရေမို့ချို့ထမင်းစားပြီးတာနဲ့မှောင်ပါရုံးညကြပြန်တော့မှောင်ချထားလို့စားမရေးနိုင်ကိုင်ဘယ်မှာစားရေးဖို့အချိန်ရှိမှလဲဗျရန်ကုန်မှာမှောင်ချထားတာတမျိုးလဲပျော်စရာကောင်းတာပဲတမျိုးလဲစိတ်ညစ်စရာပါဗျာအကျိုးရှိတာလဲရှိရဲ့ အကျိုးရောက်တာလည်းရှိရဲ့။မှောင်ချတဲ့နေ့တွေမှာထမင်းစောစောစားရတယ်။မှောင်ချထားလို့အပြင်မထွက်ရတဲ့အတွက်ဓာတ်စီဖို့ရုပ်ရှင်ဖို့တတ်တာသပြ။ခင်တန်းမြင်ရတော့ဓမီမီတာဖို့တတ်တာလို့ဝမ်းတာလေ။မောင်မွေးစောစောအိတ်တဲ့အတွက်ဝမ်းတာသပြ။ကောင်းလေးရအရင်တော့ဆိုဘယ်တော့မှစောစောမအိတ်ဘူး။ကိုမလည်းသူပါဒီမလည်းသူပါခောက်ဆွဲဆိုင်သွားလဲသူပါတာပဲ။ 9နာရီ10နာရီထိုးมาအိတ်တယ်စောစောအိတ်ပါလို့ခြောက်ပြောလဲမရဘူးချော့ပြောလဲမရဘူးအမောင်ချထားတဲ့ညပေတုံးကတော့ဘသူမှမချော့ပဲ9နာရီထိုးရင်သူအိတ်တော့တာပဲအင်မတန်နေရာကြကျွန်တော်လဲမှောင်ချတာတမျိုးဝမ်းတာတာပဲဗျဘာဖြစ်လို့လဲဆိုရင်စာမြဲမြဲမပြောင်းရှင်တဲ့အခါစင်ကြေပေးဖို့ရတာကိုဟာရန်ကုန်မှာမှောင်ချနေလို့စာမရင်းနိုင်မှုဆိုပြီးတာပဲ ကိုရင်တို့ကလည်းပြန်စားမြင်မြင်မရရင်တို့ရန်ကုန်မှာမှောင်ချနေလို့စာမရေးနိုင်တာထင်ပါရဲ့ဆိုပြီးပြန်စားမျှော်လမယ်မဟုတ်ဘူးပေါ့။ဂိုင်းနေရာမကြပါလားဗျာ။နှုတ်ပဲမဲမှောင်ချထားတဲ့ညတညမှာအိမ်သားကအင်္ဂလိပ်အမေကြီးရဲ့အိမ်ကိုတခိုးတက်လို့ငွေတထောင်ဘိုးလောက်ပစ္စည်းတွေပါသွားတဲ့။အဲ့ဒီအမေကြီးကတော့ဖြင့်မှောင်ချတာကိုကြိုက်မှာမဟုတ်ဘူး။ဂျိန်စဲဂျိန်စဲနေမှာပဲဗျို။မန္တန်တိုင်းလာနေကြမုံတွန်းစားတဲ့ ကလားအဖိုးကြီးလဲမောင်ထဲမှာမုတ်တုံစာမလုံနိုင်လို့လာမရောက်နိုင်ရှာဘူးသူလည်းအမှောင်ချတာဘယ်ကြိုက်နိုင်ပါမလဲဗျာကျွန်တော်တို့တော့မှောင်ချထားတဲ့ညတွေမှာထမင်းစားပြီးရင်အိမ်ရှိဝရဏာထွက်ပြီးတစုတဝေးကြီးထိုင်ကြတယ်လက်တုပ်တို့ပဲလော်ကျော်တို့ညီပဲကျော်တို့လက်ဖက်ရည်ချမ်းနဲ့အမှောင်ထဲမှာမြီးကြတာပေါ့တယောက်လက်နဲ့တယောက်လက်အမှောင်ထဲမှာတိုက်မိကြစူညံလို့နေတာပဲဗျတပြိုတပါးကြီးပဲပြော လက်ဖက်ရည်ချမ်းတောက်ရင် တစီပုံပြောသူကပြောတရေပုံပြောသူကပြောဥษาဆောင်ပုံပြောသူကပြောနေစူညံနေတာပဲအဲ့ဒီလိုပြောနေကြတော့တယောက်ယောက်ကကြမ်းကိုလဝါးနဲ့ထုတ်လိုက်မှဖြင့်ကြောက်လန့်ပြီးអော်လိုက်ကြတာစူလို့သာနေတော့တယ်မောင်ထဲမှာခြောက်လန့်ရပါမလားဆိုပြီးစိတ်ဆိုးသူတွေလည်းရှိရဲ့ဟာအင်မတန်ပျော်စရာကောင်းတာပဲအင်မတန်စူညံလေးရှိတဲ့ရန်ကုန်မြို့ကြီးဟာမော်တော်ကားဒရထားတန်နေမရှိလို့ အင်မတန်တိတ်ဆိတ်သွားတယ်ဗျတမျိုးလုံးမှောင်လိုက်တာလဲမဲလို့လက်ဦးတစ်ခါမှောင်ချတော့ကတော့လာတာတဲ့အခါမို့လာရောင်ကြောင့်အလင်းရောင်ရသေးတယ်အခုတခါမှောင်ချတော့လာမိုက်ရဲ့အတွင်းမှာမို့ရန်ကုန်မြို့ကြီးဟာတောရွာကလေးနဲ့မခြားတော့ဘူးအဲ့လိုမှောင်ချတဲ့ရက်အတွင်းမှာ မော်လမြိုင်ရအတော်နဲ့အမများရောက်လာကြတဲ့ဗျာရန်ကုန်မှာစိုးရိမ်ရတဲ့ကြားလို့ ကျွန်တော်တို့အိမ်သားတွေကိုကြိုသွားဖို့လိုက်လာကြတဲ့ကျွန်တော်တို့ကတော့အေးလို့အစိုးရဆေးရည်တည်ကိုရည်တရားဆိုသလိုတင်ကြိုပြီးစီမံတာပါမြမအတွေ့ရှမ်းအပြေးဆိုတာလို့အမျိုးမျိုးတွေတွေးပြီးကြောက်နေကြထင်ပါရဲ့သကောလွင်တာနဲ့တရေခိတရားပြည်ကြီးပျက်စီးတာဟာဒီလိုအတွေ့အမှားတွေကြောင့်ထင်ပါရဲ့ကျွန်တော်တို့ငငယ်ဒီเจ้าနေကိုဖက်ရကြားရတော့ ရှင်းလူကြီးတွေကဒီလောက်ပဲကြောက်ကြရသလားလို့ကဲ့ရဲ့မိတယ်။အခုအဖြစ်အပျက်တွေကိုမြင်ရကြတော့ရှင်းလူကြီးတွေကိုမကဲ့ရဲ့တော့ဘူးဗျ။ဒါထက်စကားမဆက်လွန်ခဲ့တဲ့အစိုးရတင်းထီကြီးမှာပြည်ရွှေဘဝဘယ်နှယောက်ပေါက်တယ်လဲ။ကျွန်တော်တို့တော့မပေါက်ပြန်ဘူးဗျာ။အဝမ်းလည်းတင်းမနေပါဘူး။ထီထိုးကြတဲ့ကပဲပေါက်ချင်ရင်လည်းပေါက်မပေါက်လို့ရှိရင်လည်းဆင်းရဲသားတွေတို့သက်သမေရတို့လူခွန်တို့ကျွန်တော်တို့စုပေးတာပဲလို့ သဘောထားပြီးထိုးတယ်။စင်းရဲသားတွေကိုညာတာတဲ့စေတနာနဲ့ထိုးတဲ့အတွက်မပေါက်ပင်မဲ့ကုတော်တော်ရမှာအမှန်ပဲ။အမျှသာယူပေတော့ဗျ။စင်မြူကျုံးကပင်မင်းဆိုင်ရှင်လင်မယားတို့တသိန်းစုရသွားတယ်ဆို မဟုတ်လား။ဒီလင်မယားကတော်တော်စိတ်ပျော်ရွှင်ကြရမယ်လို့ကိုရင်ထင်သလား။ဝေးလိုက်တာ အင်မတန်စိတ်ညစ်ကြရမယ်ဆိုတာဘေးရင်မမေးပဲနဲ့သိနိုင်တဲ့ဗျ။ထီပေါက်တဲ့ကြားတာနဲ့တပြိုင်နက် ီလမယားအရင်ကလိုအချိန်မှန်မှန်စားတော့ကြရတော့မှာမဟုတ်ဘူး။ဝယ်စားမျိုးမျိုး အလူကံမျိုးမျိုးဧည့်သည်အမျိုးမျိုးတို့ကိုဧည့်ခံနေရတာနဲ့ကိစ္စများနေမှာမြေရောင်သေးရဲ့။စားတော့ချိန်များမှာတော့ပြန်ကြမယ်ဧည့်သည်တွေမဟုတ်ဘူးဗျ။အသက်အာမခံပွဲစားတွေကတမျိုး၊ဂရင်းထောက်တွေကတမျိုး၊အလူအတန်းလုပ်ဖို့တရားဟောမယ်ပုံကိုယ်တွေကတမျိုး၊စုငွေကိုရန်ကုန်မှာလာထုတ်တဲ့အခါအဖော်လိုက်ခြင်းတဲ့သူတွေကတမျိုး။ ဒီငွေတသိန်းကိုကောင်းကောင်းအသုံးချပေးမယ်လူတွေကတမျိုးအဖိုးမတန်တဲ့မြေတွေခြံတွေပစ္စည်းတွေကိုလာပောင်မဲ့လူတွေကလည်းတမျိုးအလူကံပုံကိုယ်တွေကလည်းတမျိုးဆွေမျိုးတော်ကျင်တဲ့သူတွေကလည်းတမျိုးဆွေမျိုးဆက်လာမဲ့သူတွေကလည်းတမျိုးဘသူစကားကိုယုံအောင်မသိပဲစိတ်ညစ်နေမှာမြေရောင်သေးတဲ့ဗျတသိန်းစုကိုရလို့စိတ်ပျော်ရွှင်ရမယ်အစားပွဲစားမျိုးမျိုးရဲ့နှောက်ရှက်မှုကြောင့်စိတ်ညစ်ရမှာအမှန်ပဲ။ အညီရှိရင်ရင်အောင်ဆိုတဲ့စကားကိုငွေရှိရင်ငွေကိုသုံးမိမဲ့လူတွေအုံလာတော့တာပဲဒီလမယာဘဲကလောက်စိတ်ညစ်နေမယ်ဆိုတာစဉ်းစားကြည့်ပြတော့ကျွန်တော်သာတိမ့်ထီပေါ့ရင်တော့ဘသူစကားကိုမှ နားမထောင်ဘူးဘန်းရတဲ့အတိုးနဲ့ခအေးအေးကလေးတုံးနေတော့မယ်အဲ့ဒါအကောင်းဆုံးပဲကိုရင်တို့ကြောင်းပိတ်ပြီးမဟုတ်လားဘဲတော့နေရက်ကိုပြန်မလဲကြောင်းကြောင်းရေးလို့ရှိမှကြောင်းသားတွေအကြောင်းရေးရအောင်မယ် ကိုရင်တို့နေတာចောင်းသားတွေတော့ဖြစ်မပြောတတ်ဘူးရန်ကုန်မှာမြင်ရတဲ့ចောင်းသားတွေရတော့ဖြစ်အေးမတန်မြင့်မှန်တတ်ကြတယ်ကျွန်တော်တို့ចောင်းသားဘဝတုန်းကမြင့်မှန်တတ်တဲ့ចောင်းသားတွေအခုလောက်မများသေးဘူးဗျကိုရင်တို့ចောင်းသားဘဝတုန်းကရောဘလို့လဲမြင့်မှန်တတ်တဲ့ចောင်းသားတွေအခုလောက်များလာတာဘာဖြစ်လို့လဲသိလားစုံစမ်းကြည့်ဖို့ကောင်းတယ်ဗျအခုလက်ထက်ចောင်းသားတွေဟာအရင်လက်ထက်ကចောင်းသားတွေထက်ပိုပြီးတော့စားကြက်ကြလို့လား ပူပြီးမျက်စိအားသေးကြလိုပဲလားပူပြီးယောဂဘယထူလို့လားနှုတ်မဟုတ်ရင်လည်းမျက်မှန်တက်တာလှတဲ့ဂုံရှိတယ်လို့ထင်ကြလိုပဲလားတော့ဖြင့်မပြောတတ်တော့ဒီတစ်ခါစားရှိရှိမရင်းနိုင်လို့ဝမ်းနေတဗျာအလုပ်တွေကတစတစများလာပြီဗျတကြံတွင်ဘယ်သွားမယ်ကြံတယ်လဲကျွန်တော်တို့တော့နေရက်မော်လမြိုင်ကိုသွားမလို့နေရက်မရောက်တာ6နှစ်လောက်ရှိသွားပြီတကြံရေကစားပုံကြီးရေးလိုက်မယ်မျော်ပြီတော့ ချမ်းသာပါစေဗျာမောင်လူအေးခန္ဓာလောကတွဲ29အမှတ်196မေလ1948